စာရေးသူဆရာကြီးကလောင်အမီဝေမွင်လင်းကုသိုလ်ရေးသားပေးထားပါတော့တွင်ရအစားမြလို့စီးကြောက်တဲခြင်းအတွက်စင်နီကောင်းတလန်းလုံးမြည်ရတဲ့ကျမ်းမာရေးဆီလက်ဆောင်လေးပဲဖြစ်ပါတယ်တွင်ရအစားမြလို့စီးကြောက်တဲခြင်းအတွက်စင်နီကောင်းတလန်းမနက်စောစောအေယာထခါကြမောင်းတည်တည်တတ်တောင်းခါခနာကျင်လို့နေပါတယ် စစ်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 နဲ့မြင်နေတယ်လို့စိတ်ထဲမှာခံစားနေရတယ်။ကရမောကဆင်းပြီး မျက်နှာတက်ဖို့ကိုယ်လက်တန်းစင်ဖို့ရအတွက်တတော်ကိုခက်ခက်ခဲခဲအာယူပြီးစူးစမ်းထားကြည့်တော့လေမလွယ်ကူတော့တဲ့အဖြစ်မို့ဇနီးတဲ့ရဲ့အကူအညီကို ယူပြီးတော့တန်းစင်ရေးကိစ္စကို ဖြေရှင်းရပါတယ်။ခါနာတဲ့ဝေဒနာကို စာနဲ့ရေးသားဖော်ပြလို့ရပြီမဲ့ဘုံဘုံပြည့်စုံစွာ ရေးသားဖို့ရကအင်မတန်မှခက်ခဲပါတယ်။ခါမနာဘူးသူများအတွက် တော်ရုံတန်ရုံဝေဒနာလို့ထင်ကောင်းထင်ပေလိမ့်မယ်ကိစ္စတော့မရှိပါခါနာရကခါတိုင်းလေဒီလိုမကြခဏနာနေကြဆိုတော့တရနှစ်ရနေရင်ပျောက်သွားမှာပါဆိုတော့ခပ်ပေါ့ပေါ့တွေ့ရင်တန်ကြီးလင်းစီတွေပြုတ်စီတွေကိုလိမ့်ထားလိုက်ပါတယ်တို့ပေမဲ့မတက်သားပါခါနာပျောက်တဲ့ခါကက်ပလာစတာကိုကတ်လိုက်တော့မှဝေဒနာကပိုးပြီးတော့တူလာခဲ့ပါတယ်ခါကနာရာကတမျိုး အပူပူတွေထွက်လာတဲ့ဒုက္ခကတဖို့ဟိုဘက်ဒီဘက်ကတော့မှလက်နိုင်တော့ပါ အတော်လေးကို အနေရခတ်သွားခဲ့ပါပြီပို့ပြီးတော့ဆိုတာက စီးသွားရခက်ခဲလာခြင်းပဲဖြစ်ပါတယ်စီးရင်ထဲမှာစီးကအပြည့်ရှိနေပါတယ်သွားလို့တဲ့ဆန္ဒကရှိနေတော့လေမသွားနိုင်ပါတစ်ဆက်တစ်ဆက်လောက်တော့ထွက်နေပါတယ်ထွက်လာတဲ့စီးကနှိမ့်ချင်းညို့ပုတ်ပုတ်စီးသွားရလမ်းကြောင်းတစ်လျှောက်ပူလောင်တဲ့ဝေဒနာကိုပါ ပူတွဲခံစားရပါတယ်။ခါတိုင်းခါနာသလိုမဟုတ်တော့မှန်းဝိရဏကပြလိုနေပါပြီ။ဒီကြတဲ့စီအိမ်တဝိုက်ခန္ဓာကိုယ်အတွင်းကပါကြိုက်ခဲနာကျင်မှုကတိုးပြီးတော့လာနေပါပြီ။ခတ်တော့ခတ်နေပြီ။ဘယ်လိုလုပ်အောင်မသိတော့ပါ။ခြေမကန်မိလက်မကန်မိဆိုတော့အခြေအနေကိုရောက်ရှိလို့လာခဲ့ပြီ။ဟောဒါကြောင့်မလို့လေရှိကစိုးစကားရှိခဲ့တယ်မဟုတ်ပါလား။ယောက်ျားမစီး မိမမီတဲ့မှန်လိုက်လေချင်းပြန်ပြီးစဉ်းစားလိုက်တော့ဒီဝိရဏမခံစားအခင်ရက်ကမြို့သည်ဆက်ဆက်အတော်လေးစားမိတယ်လို့ရေခဲတတားထဲမှာရေအေးကိုတဝါကြီးတောက်ဖြစ်ခဲ့တယ်အတန်ငယ်လေးလံတဲ့စာအုပ်ဗီဒီယိုကိုအနှဲငယ်နေရာရွှေ့မိတယ်ဒီကိစ္စတွေကဆန်ွယ်ပတ်သက်မှုရှိနေကြောင်းကိုတတိပြုလာမိတယ်အဓိကကခါနာရမတက်တိုင်းနေပါစေတော့စီမြများများခက်ရွှင်ရွှင်သွားလိုက်ရမယ်ဆိုရင် ကိုက်ခဲနာကျင်တဲ့ဝေဒနာတက်သားသွားလိမ့်မယ်လို့တထစ်ချောက်ယုံကြည်နေမိပါတယ်။စီးသွားတာလွယ်ကူစေမဲ့နီလန်ကိုစဉ်းစားလိုက်တော့လွန်ခဲ့သော၁၀နှစ်ခန့်ကမော်လမြိုင်မြို့မှာရှိတဲ့ဦးလေးတို့အိမ်ကိုအလဲရောက်ဖြစ်ခဲ့ပါတယ်။ဦးလေးဖြစ်သူကိုမောင်မောင်ကကုန်းသွယ်ရေးလေးမှအငိမ့်စာမန်နေကြ။အတော်ဖြစ်သူမမအေးသိန်းကအဖေရဲ့ညီမအငယ်ဆုံးဒီဦးလေးနဲ့အတော်တို့ကိုမိမိရဲ့အကိုအမတို့ဖွဲ့ တခြားဒူရီဒူမရီထက်ပိုးပြီးတော့အနေရင်နေပါတယ်ခေါ်လာတော့မှအကူမောင်းမမအေးသိန်းလို့တော့ငယ်စဉ်ကလေးကခေါ်ဖို့နှုတ်ကြိုးခဲ့တာမို့စကားထိုင်ပြောကြရင်းနဲ့မမအေးသိန်းကဟဲ့နင်ကွင်းစားတာတအားများတာပဲအဲ့လိုကွင်းစားနေပုံမျိုးနဲ့ဆိုနင်တနေ့ယောဂရလိမ့်မယ်နော်ဖြတ်နိုင်ရင်ဖြတ်မဖြတ်နိုင်ရင်လည်းနည်းနည်းချင်းလျှော့ပြီးစားစမ်းပါဟဲ့ဟာမမအေးသိန်းရကျွန်တော်ကွင်းစားလာခဲ့တဲ့နေ့က မနှဲတော့ပါဘူးဗျ။ဘာမှမဖြစ်စေရပါဘူးစိတ်ချစမ်းပါဗျာ။တုခဲ့တုစင်ကြေစကားဆိုမိတယ်။အေးပါနေတော့ကွင်းသမားတွေငါတွေ့ဘူးတာတော့ကြာရင်ကြောက်ကက်ရောင်းတာတို့စီးချုပ်တာတို့အဖြစ်များတာပဲ။အဲ့လိုများဖြစ်လာရင်တော့နော်။ဆိုပြီးတော့စင်းနီကို ပြောပြသွားတယ်။ဒီစင်းနီကိုလည်းဒူရင်ချန်ဆောင်တဲ့ကရင်ဖိုးကြီးတယောက်ကပေးခဲ့ကြအောင်ပြောပြခဲ့တော့ကိုပြန်လဲပြီးတော့အမှတ်ရလာတော့မှ မြောက်တကုံ35ရက်ကဘုံမင်းအောင်လက်မကြီးပေါ်မှာနေထိုင်သော မွေမျိုးသားကိုနေဝင်းဆိုသူမိတ်ဆွေထံမှရှာဆောင်လက်ပတ်ပင်စိုက်ပျိုးထားကြောင်းသိရှိနေတဲ့အတွက်တွားရယူငင်းစေပြီးတော့ရေးစေးကြောကရှာဆောင်လက်ပတ်အရွက်ကြီးတရွက်ကိုအကြောမြကိုလွှာပြီးအထဲမှာအနှစ်မြကိုချစ်ထုတ်လို့ကျွေးပကံလုံးထဲကိုထည့်ပြီးတကြောင်းစတိစွင်ကြီးတစ်စွင်ကိုထည့်ပြီးတော့နာနာမွေကပျောက်ချင်တဲ့ဇောနဲ့တောက်ချလိုက်ပါတယ် တောက်ခါစားမလို့လာတာမသိစိတ်ချွေချွေညှိဆိုးဆိုးဒီစေးတော့ပြီးတနာရီတတခန့်အကြံမတော့စီးနေချင်းချင်းနေပူလောင်စွားနဲ့စင်လာပါတယ်အနက်ကပြင်းနေစီးပုတ်တွေလာတော့မဆုံနိုင် လူက အတော့ကိုပေါ်ပါသွားတယ်လို့ခံစားရပါတယ်နောက်ထပ်မိနစ်20လောက်အကြံမစီးထက်သွားတယ်စီးအောင်ပါလေနေချင်းတော့အောင်မစိမ့်ဖက်ဖက်အောင်ကို ပြောင်းလဲလာတာကိုအံ့ဩပွေတွေ့ရပါတယ် နောက်ထပ်တစ်ကြိမ်ထပ်သွားပြီးမှတော့၃လရက်လောက်အလုလဲခံနေခဲ့ရတော့ဘိုက်တွင်းမှာကြိုက်ခဲ့ခြင်းခါနာခြင်းတို့မှာဘယ်ချိန်ကဘယ်လိုပြောက်သွားတယ်ကိုတော့မသိလိုက်ပါအမှုမဲ့အမတ်မဲ့အတော်ပြောပြလိုက်တော့စင်းနေကမိမိတို့လက်တွေ့အကျိုးရှိလာသည်မဟုတ်ပါလားပြောချင်တာကတော့မိမိကဲ့သို့ဝေဒနာတို့များအတွက်နှွေမြတ်တဲ့ပင်ဆေးဘက်ဝင်ဆိုတဲ့ကဲ့သို့မိမိနဲ့နှိစက်ရပဝင်ခြင်းမောင်းတဘာဝဆေးပင်များရှည်နေတာကို ။တတိမမှုမိကြသူများတို့ဤတို့ဤနေဖြစ်လာပြီဆိုရင်ထိုထိုသောစိတ်နှများကလည်းခံစားနေရသောယောဂဝိရဏကိုအမှန်တကယ်တက်သားပြောခြင်းနှံချောင်းကိုကိုယ်တွေ့ကြုံခဲ့တဲ့အတွက်စေတနာပြည့်ဝနဲ့မျှဝေလဲရတာကိုတော့ယုံကြည်စေခြင်းပါလေ။ဘေးထွက်ဆိုးကျိုးမရှိဝေကုန်ကြီးကြမများပဲလွယ်လဲနေကိုရှာရလွယ်သောစင်ဒီကောင်တစ်လက်ဖြစ်ကြောင်းရေးတော်ဖော်ပြပေးလဲရပါလေ။စီကြောက်တဲ့ခြင်းနဲ့ ရှာဆောင်လက်ပတ်အစွမ်းလိုမြည်ရတဲ့ကျမကြီးစီလက်ဆောင်လေးကိုအဆုံးထိနားဆင်အောက်ပေးခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းနဲ့ဇာယီသူဆရာကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရပါကြောင်းဟုတ်ကဲ့ပါစာအုပ်စာပေဖတ်ရှုပြီးဘုသူဒ္ဓရှာဖွေရတော့ကိုဝါသနာပါပေမဲ့စာအုပ်စာပေဖတ်ရှုဖို့အတွက်အချိန်မပေးနိုင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ရှေးလူကြီးဘိုးဘွားမိဘဘိန်းတော်သမားတော်ကြီးများ ရေးသားပြုစု ထားရခဲ့ပါတော့ကျမကြီးစီလက်ဆောင်များကိုနေ့စဉ်မပြတ် ရှာဖွေပြီးတော့မှဖတ်ပြလို့တင်ဆက်ပေးနေပါပြီခင်ဗျာ